ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ခင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဓာကြီးဆရာဆရာကြီးမင်းသိန်းခအီစာပလင်နေမောင်နဲ့ Professor Doctor စေဖွားဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း6နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအတူလိုက်ပါနားဆင် ခံစားကြည့်တော်မူကြပါဦးခင်ဗျာ ညီပိုင်ရှင်တရေကြီးဦးမြနှင့်ဒေါ်တညာတို့ဤတမိမင်္ဂလာဆောင်ဧကံဘွဲမှာလွင်စွာစီကားလာပေသည်ခြံတွင်ရှိတပင်များပေါ်၌လည်းမိအောင်ဆောင်များထွင်ကြီးထားလေကြွားရောက်လာသောဧပရိသအသည်သည်မှာအစဉ်အသွေးအမျိုးမျိုးကိုဝစ်ဆင်၍လာကြသကဲ့သို့စိန်များရွှေများလည်းသူထက်ငါဝစ်ဆင်လာကြသည်ဖြစ်ရာတဦးနှင့်တဦးကြည်ရသည်မှာပင် မျက်စိကျိမ့်မတ်ရှိလေစိတ်ပွားနှင့်အိုလံတို့သည်ဘောင်းမီအင်ဂျီနဂရိုင်းတို့ကိုဒေသကြာနာစွာဝစ်ဆင်လျက် ်သင်္ချိုင်းကုန်းဇေကြီးမှနေ၍မော်တော်ကားဖြင့်ထွက်လာခဲ့လေ။မင်္ဂလာဆောင်ကကျွန်တော်တို့နှစ်ယောက်လာမှကြက်သေးမင်္ဂလာတွေအပြည့်ဖြစ်သွားတယ်။သင်္ချိုင်းကထလာတယ်သရောင်းစားနဲ့သူ့ဘာရသာလေ။ဟူအိုလန်ကသူ့ဘာသာပြော၍ရေမောလေ။စေဘွားကမူစီကရတောင်ရင် သူစိတ်ကူးနှင့်သူရှိလေ။အင်းအားလန်းရှိမင်္ဂလာဆောင်ပြုလို့သောခြံရှိသို့ရောက်လျင်ကာဗောမဆင်းကြလေ။စေဘွားသည်ခြံအဝင်အဝ၌ ခိတရက်လိုက်လေ။အိုလံမာမူခြံဝါမနေ၍ကြိုးစုံနေသောမင်္ဂလိနှုတ်အနီးသို့ကပ်သွားပြီလျင်ဒီမှာသိအရေးကြီးတဲ့ပုဂ္ဂိုလ်ကြီးရောက်လာပြီ။တတိယဦးမြနဲ့ဒေါ်သိညာတို့ကိုတွားပြောလိုက်ပါ။ပြင်သစ်ပြည်ဆာလောကွန်တက္ကသိုလ်ကပရော်ဖက်ဆာကြီးဒေါက်တာစိတ်ဖွာဆိုတာပဲ။ခုပြောလိုက်ရာမင်္ဂလိနှုတ်သည်ခြံတွင်းသို့ပြေးဝင်သွားပြီးနောက်တတိယကြီးဦးမြနဲ့တတိယကတော်ကြီးဒေါ်သိညာတို့ကိုပြောပြကြလေ။လွင်စွာ ဂုံလိုချင်လာသောဒေါ်သညာနှင့်တထေကြီးတို့လည်းမိန်းလေးများနှင့်အတူခြံဝါစီတို့ခတ်တို့တို့ရှောက်၍လာလေသည်ပရော်ဖက်ဆာဟုတ်လားကျုပ်တို့တိုင်ပြည်မှာနာမည်ကြီးတဲ့မြေပိုင်ရှင်ကြီးတွေထဲမှာတဦးပါဝင်ဖြစ်တဲ့တထေကြီးဦးမြပါပဲဒါကတထေကတော်ဒေါ်သညာပါတထေမင်းဟုတ်လားပြင်သစ်ပြည် University ကပြန်လာတဲ့ပရော်ဖက်ဆာဒေါက်တာစိတ်ဖွားပါခုအိုလန်ကမိတ်ဆက်ပေးလိုက်ရင်တထေကြီးနဲ့တထေကတော်တို့သည်ဝမ်းမြဝမ်းသာနှုတ်ဆက်ကြလိမ့်မည် ကျို့တို့ကဒေါက်တာဘွဲရတာဆိုတာဆရာဝန်လောက်ပဲသိတာကလားဟော အခုဒေါက်တာစိတ်ဖွာတဲ့ဝမ်းလည်းတာပါရဲ့ဂုံလည်းယူပါရဲ့ဟုတ်တရေကြီးကပြော၍စိတ်ဖွာအားချမ်းတွင်တို့ခေါ်သွားပြီလင်နေရာထိုင်ခင်းစီစဉ်ပေးပြီးနောက်တခြားလူများနဲ့မှမိတ်ဆက်ပေးလေဘုလုံတော်ရမင်းဦးမဲရေဟောတာပြင်သစ်ပြီးလာစောပွင့် University ကရောက်လာတဲ့ Professor ကြီးဒေါက်တာစိတ်စိတ်စိတ်ဖွာပါဗျာဟိုလန်ကဂျာမန်ဝင်၍ထောက်ပေးရလေ စိတ်ဖွာအစိတ်ဖွာရတဲ့ဝိလုံတော်ရမင်းကြီးဝန်တာလိုက်တာပရိုဖက်ဆာဟုတ်ဝိလုံတော်ရမင်းဦးမဲကနှုတ်ဆက်လိုက်လေဟုတ်ကဲ့ကျုပ်လည်းဝန်တာပါတယ်မြမပြေကလူတွေနဲ့ခွဲပြေးသွားရတာကြားသာပြီဟုတ်စိတ်ဖွာကပြောလိုက်လေပရိုဖက်ဆာကအရင်ပဲမှနေပါတည်းတောင်ကိုတင်းချိုင်းအဲဟိုတောင်ကိုတင်းချိုင်းရှိမှလမ်းရှိတယ်မဟုတ်လားအဲ့ဒီလမ်းတိုင်းလာရင်ဈေးနှရောက်တော့တိုက်တလုံးတွေ့လိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ စေဘွားကရောင်၍တောင်ကိုသိမ်းချဟုပဇံမထွက်သွားလင်အိုလန်သည်မျက်နာပြည့်၍သွားလေ၏အခုမြန်မာပြည်ကို ပြန်လာတဲ့ကိစ္စကဘာပဲ research ကိစ္စအတွက်ပါမြန်မာလူအရန်ဘာသာပြန်ရရင်တော့ဘူပေါင်းသူရတနာပေါ့ခမညာစေဘွားကပြောရင်ရေမောလိုက်လေဒုက္ခနာလိုက်ပင် professor စေဘွားနဲ့မိတ်ဆွေဖြစ်ရလင်ဂုံတက်သွားမည်ဟုယူဆရသောလူကြီးလူကောင်း၃၄ယောက်နဲ့အမျိုးသမီးတစ်ယောက်သည်စေဘွားဤဇဝဲဝဲသို့ရောက်၍လာလေ ဝိုင်ကလာများလည်းသာသာဝေယာများကိုလာရောက်ချပေးကြလေ၏ဒုက္ခ၌စိတ်ဝါသည်ဇွင်းကိုဘယ်လက်ဖြင့်ကန်၍ခရင်ကိုညာလက်တွင်ကန်ကစက်သားကင်ကိုဖဲ့လေ၏ဂျန်လူများကစိတ်ဝါဤဇွင်းခရင်ကန်ပုံမှာပြောင်ပြန်ဖြစ်၍နေသည်ဖြင့်အံဩစွာကြည့်၍နေလေ၏တရောင်စာဥလံကလည်းမျက်လုံးပြွ့၍နေလေ၏စိတ်ဝါသည်မိမိအားထူးဆန်းသလိုကြင်နေကြသောလူကြီးလူကောင်းများနှင့်အထက်တန်းစာမိမတအုပ်ကိုကြည့်၍မိမိအမကိုသဘောပေါက်သွားလျှင်အောက်ပါတိုင်းပြောလေ၏ဟာ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  ကျုပ်ကပြင်သစ်ပြည်လာဇောဝင်း University မှာ Philosophy နဲ့ပတ်သက်တဲ့ Professor အဖြစ်အလုပ်လုပ်တဲ့နေ့ကစပြီးတော့ကျုပ်တို့ရဲ့မြန်မာလူမျိုးရှာနဲ့ဂရုတွေ့နိုင်တဲ့ဆိုင်တဆိုင်ကိုသွားလေရှိတယ်။ Rue Moisoir Prince ဆိုတဲ့လမ်းမှာ Lucky Zain Vietnamian Stream ဆိုင်ဆိုတာပေါ့။အဲဒီဆိုင်မှာမြန်မာနည်းနည်းဆန်တယ်။မြန်မာပြည်မှာနေတဲ့ဘိုးဆန်းဆန်းလူတွေဟာထမင်းစားရင်လက်နဲ့မစားဘဲဇွန်းခင်းနဲ့စားလေရှိကြပါတယ်။ ဒါပေမဲ့အထက်တန်းစားဥရောပတိုက်သားတွေစားတော့ပုံနဲ့မတူပဲအောက်တန်းစားဥရောပတိုက်သားတွေစားပုံနဲ့ပိုပြီးတူနေကြပါတယ်။ဥပမာတစ်ခုပြောမယ်။ဥရောပတိုက်မှာရှိတဲ့ professor ကြီးတွေလောကရက်ဆရာကြီးတွေဟာသိပ်ပြီးအလုံများတယ်။ဒါကြောင့်စိတ်ကသိပ်မြန်တယ်။စားရရင်ဖောင်တွေနဲ့မရေဘူး။မင်းမလိုက်တာတွေဘာတွေဖြစ်နေဦးမယ်မဟုတ်လား။ခဲတယ်လည်းပဲရေးတယ်။ခမင်းစားရင်လည်းခရင်ကိုညာဘက်ကကန်ပြီးအားရပါးရစားလိမ့်ရှိတယ်။ အဲ့ဒါကိုတူခုပြီးဥရောပထက်တန်းစားလွာကလူတွေဟာခရင်ကိုညာဘက်ကကင်ကုန်ကြပြီဥရောပတိုက်ကတောသားတွေသာခရင်ကိုဘယ်ဘက်နဲ့ကင်တော့လဲစိတ်ဝါဤစကားဆုံးဒီနေ့ဒီပိုင်းနဲ့လူကြီးလူကောင်းတို့သည်မိမိတို့ကင်ထားသောဇွင်းနှင့်ခရင်ကိုမတိမတာပြောင်း၍ကင်ကြလေသမင်းစားဝယ်ပြည့်၍ကော်ဖီတက်သောခါ၌လဲစိတ်ဝါသည်လက်ဘရည်ကိုဗကံလုံးပြမတော်ပဲဗကံများတွင်းသို့ငှဲ့၍တောင်းမိလျာလူကြီးလူကောင်းတို့သည်လည်းသူတို့ဤကော်ဖီကိုဗကံများတွင်းသို့ငှဲ့ချလေ၏ တို့ချိန်၌ဥရောပဝိဆုံကိုကျမ်းနာစွာဝိဆင်ထားသောလူတယောက်သည်အခံပွဲသို့ရောက်လာလေ။တရေကြီးဥမြလည်းထိုလူငယ်အားစိတ်ပွားသို့ဝိုင်းသို့ခေါ်၍လာလေ။ပရိုဖက်ဆာကြီးခင်ဗျာဟောဒီတငယ်လည်းပြင်သစ်မှာသွားပြီးနေခဲ့ပါတယ်။သူနာမည်ကမောင်မြင့်မောင်လို့ခေါ်ပါတယ်။စိတ်ပွားသည်လူငယ်အားဘွန်းကျူကိုယ်၍ပြင်သစ်စကားဖြင့်နှုတ်ဆက်လိုက်လေ။ထို့နောက်မြမစကားဖြင့်ပင်အောက်ပါတိုင်းမေးမြန်းလေ။ကျုပ်က လာစောပွင့် University မှာ Professor လုပ်နေတာကြာပြီပဲ Professor ဒေါက်တာစိဘွားဆိုတာကျုပ်ပေါ်ဟုတ်ကဲ့ကြားဖူးပါတယ်ခင်ဗျာ နေကန်က Quartius Latin Latin Quarter ရဲ့တောင်ဆုံးတိုက်ပေါ်စိမ့်မြင့်နဲ့အနည်းဆုံးတိုက်လေဟာလေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကလမ်းမကြီးမှာပါရှောင်းစရီစေးလမ်းမကြီးမှာလားလူနာရိုဇာစားတော့ဆိုင်နဲ့ဘလောက်ဝေးတယ်ကွယ်နီးပါတယ်ခမရပရိုဖက်ဆာကြီးလူနာရိုဇာကိုလာလို့ရှိပါသလားဘယ်နဲ့ကွယ် အဲ့ဒီမှာကြက်ကလေးကင်နဲ့ဝိုင်းလီကိုအမျက်လာတော့တာပေါ့ပရိုဖက်ဆာပြင်သစ်ပြည်ပဲရစ်မြို့ကိုတယ်လေနှံ့ဆက်တာကိုဟုဝေလွန်ရယာမင်းကစိတ်ဖွာအားချီးကျူးလိုက်လေတော့နောက်ဝေလွန်ရယာမင်းကစိတ်ဖွာအားအထက်တန်းစားအမျိုးသမီးနဲ့မိတ်ဆက်ပေးလေပရိုဖက်ဆာဟုတ်တာမျက်မျက်လို့ခေါ်တယ်သူ့ဘေကအလွန်ပဲချမ်းသာတဲ့တထွေးကြီးပါပဲဥပါပါတဲ့မြမပြည်ထက်တန်းစားလောကမှာတော့မသိသူမရှိတော့ပါပဲ ဟုဆိုလေ၏စေဘသည်ထုံမိမနှင့်မိတ်ဆွေပြေပြေးနောက်ထုံမိမကိုသေချာစွာကြည့်ပြီးလင်အံ့ဩရပြန်၏ထုံမိမမှာတခါကတင်ကြံကုန်ရှိ၌မိမိအားမော်တော်ကားဖြင့်တိုက်ခဲ့သည်ဖြစ်ကြောင်းကိုလည်းအမတ်ရမိလေတော့၏စေဘသည်စားသောက်ပြီးသည့်အခါ၌ညံ့များအပါဝင်လူကြီးလူကောင်းများအလုံးအားလက်စားကကလေးများပေး၍အခံဝဲမှထွက်ခဲ့လေ၏လမ်း၌အိုလံကအောက်ပါတိုင်းပြောလေ၏ဆရာစီဘွား၏ဆရာစီဘွားနဲ့ကျွန်တော်တို့တကယ့်အထက်တန်းကားကြီးတွေလို့ထင်နေကြပြီ။ ဆရာကလည်းပိုင်ပါဗျာခရင်နဲ့ဇွန်ကိုမှားပြီးကင်မိလာတော့ဥရောပတိုင်းသားထက်တန်းစားတွေကင်တဲ့နီးလို့ပြောလိုက်သေးတယ်ခူလူတွေကလည်းအဟုတ်အောက်မိပြီးပြောင်းနေကြတယ်ဗျာလူဆိုတာအယုံလွယ်ဆုံးသရဝတ်တစ်မျိုးပဲကွာရုံအောင်ပြောတတ်ဖို့ပဲလိုတယ်လေအိုလန်ဟုတ်ပါဗျာဆရာစိဘကပြင်သစ်ပြည်ကိုတော့တာမွေသင်္ကန်းကုန်းလောက်ကိုကျွမ်းကျင်နေတာကိုတကယ်ကိုရောက်ဘူးသလားဘယ်ကလာရောက်ဖို့ရမှာလဲကွာ ညာတော့မယ်ဆိုတော့ပြင်သစ်ကြောင်းစာတွေဖတ်ထားတာပေါ့ကွာဒါနဲ့အိုလန်မင်းဟိုမိမကိုမှတ်မိတလားဟင်းမမှတ်မိဘူးဆရာစေဘွားငါ့ကိုတခါကမော်တော်ကားနဲ့တိုက်ကသူ့ပေါ့ကွာဟုတ်ပြီဆရာစေဘွားကိုအောက်တန်းစားလို့ပြောသွားတဲ့ကောင်မပဲနေရာကျလိုက်တာဆရာရဲ့နေရာကျတာတွေထားလိုက်ဦးငါတို့ရဲ့လုပ်ငန်းကိုပြန်ပြီးစရမယ်ကြည့်မနိုင်ဘက်ကအငိမ့်ထောင်အင်တွေသွားပြီးမြစပယ်ကိုစုံစမ်းရမယ်အိုလန်ဟုတ်သားပဲဆရာစေဘွားရဲ့ လူကုန်တန်တိုင်းဝိုင်းတဲ့နှစ်ရက်လောက်ပဲဝင်ရသေးတယ်ကိုလို့ရမယ့်အလုပ်တောင်နည်းနည်းမိသွားတယ်ဆရာစီဘွားကြီးနန်းနဲ့ဆရာစီဘွားကြီးကျွန်တော်နဲ့ဆရာစီဘွားနဲ့ဟာတရောင်းစားနဲ့သူ့ဘာရစာပဲအဝိစားအစ်စ်ဝိပြီးဇပင်နဲ့တတရရညှက်လိုက်တာနဲ့ကျွန်တော်တို့ကိုလူကြီးလူကောင်းလို့ဆက်ဆံကြတာအမှန်ပါရဲ့ဗျာလူကြီးလူကောင်းဖြစ်လို့ဘာမျှခက်လို့လဲဗျာနော်အင်္ဂလိပ်စကားတစ်ခုရှိတယ်ကွာအဲ့ဒီစကားကဘာလဲဆိုတော့ လူကြီးလူကောင်းဖြစ်ဖို့စပညာဆရာတယောက်ရှိဖို့ပဲလိုတယ်တဲ့ကွာကြက်လိုက်တာဆရာရဲ့ဟူအိုလန်ကအော်ဟေးရေမောလေတော့ဤကြောသားရင်သားမခွဲကြနဲ့စိတ်ဘာသည်ဦးနရီအုတ်ကူပေါ်နဲ့တိုင်ကအိုလန်ဝဲယူလာသောတရင်သားကိုဖတ်ရှု၍နေလေ၏ဆရာစိတ်ဘာကလူကြီးလူကောင်းတိုင်းဝိုင်းမှာဝင်ပြီးလှုပ်ရှားရမယ်လို့ဆိုထားတော့လူကြီးလူကောင်းဆိုတဲ့လူတွေရဲ့အဆောင်ရောင်တွေထဲမှာတရင်သားလည်းပါတယ်မဟုတ်လား ဒါကြောင့်သတင်းစာဝဲလာတာဟူအိုလန်ကပြောလိုက်လေမင်းဟာသိပ်ပြီးဒုံမွေးတော့ဘူးဟောဒီကြောင်ညာကိုကြည်စမ်းဒေါက်တာကလေးဆန်းတယ်ကွာဟုတ်စိတ်ဘွားကသတင်းစာတွင်ပါရှိသည့်ကြောင်ညာတို့ကိုအိုလန်အားပြလိုက်လေကြောသားရင်သားမခွဲခြားခြင်းရင်ဆက်တွေပါငါတို့ကကြောသားရင်သားလိုချင်တယ်မကြည့်သည်ဘာကြောင်ညာလဲဗျခက်ဆန်းဆန်းပဲဆရာစိတ်ဘွားအေးကွာဆန်းတော့အတော်ဆန်းတဲ့ဘေဟီလိပဲဟေကဲကွာအဲ့ဒါတွေထားလိုက်တော့ ကြည်မြနိုင်ကိုသွားရအောင်အဝိဇ္ဇာတွေလဲပြီးတော့ဖူဇော်တဲ့ပြန်အိုလန်ဒီဘောင်းဘီအင်ဂျင်တော့ကိုဝစ်စင်လေစိတ်ပါလဲဘောင်းဘီအင်ဂျင်တော့ကိုဝစ်စင်ပြီးနောက်ငကရိုင်းလေစီကိုစီးရင်တင်းချိုင်းွားတို့ထွက်လေတင်းချိုင်းွားတို့ရောက်ရင်ဒိုက်စီကားစီကိုငှားရမ်း၍ကြည်မြနိုင်ရှိအငိမ့်တောင်အိမ်များစီတို့သွားရောက်ခဲ့ကြလေအငိမ့်တောင်အိမ်များကစိတ်ပါတို့အားကောင်းစွာ ကြိုဆိုကြလေစိတ်ပါတို့သည်တအိမ်ဝင်တအိမ်ထွက်နှင့်ညစပယ်ဆိုသည့်အငိမ့်မင်းသမီးကိုစုံစမ်းခဲ့လေရာနောက်ဆုံး၌ ယရနာမြိုင်အငိမ့်ဖွဲ့ထောင်သည့်အိမ်တို့ရောက်ရှိကြလေတော့ဤမဲမဲပူပူဘိုက်ရွှဲရွှဲနှင့်အငိမ့်ထောင်ဆရာတယောက်ကစိတ်ဖွာနှင့်အိုလန်ဒိုအားနေရာထိုင်ခင်းပေးပြီးလျင်ကိစ္စကိုပြောပါဦးခုစကားဆားလိုက်လေဤကျွတ်တို့ကအငိမ့်ငှားကျင်လို့ပါခုအိုလန်ကစကားဆားလိုက်လျင်အငိမ့်ထောင်ဆရာကရပါတယ်ခုပြန်၍ဖြေလေဤကျွတ်တို့ကအငိမ့်ငှားကျင်တာတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒီမှာမြတ်စွာဘုရားဆိုတဲ့မင်းကြီးပါရမယ်ခုစိတ်ဖွာကဝင်၍ပြောလေဤ ကျုပ်ရဲ့ရတနာမြတ်အရင်တဲမှာရွှေစပယ်ငွေစပယ်စိန်စပယ်ဥဒ္ဓဖရစပယ်စုံနေအောင်ရှိတယ်ညစပယ်တော့မရှိဘူးရတနာတွေစုံအောင်ရှိပြီးမြတ်တလုံးမပါတာနာတာပဲဇတ်ဆရာရဲ့ခုစိတ်ဝါကပြောလိုက်ရင်ဘိုက်ရွှဲရွှဲအငင်းထောင်ဆရာသည်သူ့ဤဝမ်းပိုက်ကြီးကိုပုတ်လိုက်ပြီးနောက်ခတ်တယ်သိခတ်တယ်အဲ့ဒီညစပယ်ဟာသိခတ်တယ်ကျုပ်စီမှာခမားတို့သဘောကျတဲ့ညစပယ်ဆိုတာရှိပါတယ်သူကမှညစပယ်အစ်ရွှေစပယ်ငွေစပယ်တို့ကအငင်းထဲရောက်မှပြီးတဲ့နာမည်တွေ အဲ့ဒီမြတ်စွဲကတော့သူ့နာမည်ရင်းကိုကမြတ်စွဲလို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီမြတ်စွဲကအခုမရှိတော့ဘူးခုပြောလေဘယ်ရောက်သွားလို့လဲဇက်ဆရာရဲ့ဒေယောသမားနဲ့လိုက်ပြေးသွားပြီလေဒေယောသမားကလည်းဇက်ထဲကမဟုတ်ပါဘူးအပြော်ရန်သမားပါအဲ့ဒီအပြော်ရန်သမားဆိုတာဇက်တွေအညင်တွေကိုတိတ်ပြီးဒုက္ခပေးတယ်အခုလည်းကြည်လေပြောနေရင်ကလိုက်ပြေးသွားကြတာတပတ်တောင်ရှိပြီနေသားမအောင်ဇက်ဆရာရဲ့မြတ်စွဲမှာကမိဘမရှိဘူးလားမိဘမရှိဘူး သူ့ကိုလာပြီးအတ္တကသင်္ကန်းကျွဲဘူရာနာကဖုန်ကြီးကြောင်းပေးနေတဲ့သီလရှင်မကြီးဗျမြင်သွင်းနေတွေ့တာကတော့ဒီမှာမြင်သွင်းကအရင်ပတိကောင်းဆောင်စိန်ဖြူလေးနဲ့လိုက်လာတာဗျမြင်သွင်းဆိုတာကမြတ်စပယ်ကိုခိုးပြတဲ့လူလားဟုတ်ပါတယ်အဲ့ဒီမြင်သွင်းကလူခတ်သွဲသွဲမိစေမှာအမဲကလေးပါတယ်မဟုတ်လားဟုတ်တာပေါ့ဗျာဒီကောင်လေးကိုလိုက်ပြတာခုအငိမ့်ထောင်ဆရာကရှင်းပြလေကျေးဇူးပဲဆက်ဆရာခုစောကစိတ်ပွားနဲ့အိုလန်သည်ယရနာမြိုင်အငိမ့်ခွဲမှထွက်ခဲ့ကြလေ လမ်း၌စိတ်ဖသည်အိုလန်အတစုံတရာပြောဆိုခြင်းမပြုဘဲတကိုယ်တည်းစဉ်းစားလာခဲ့လေ။အိုလန်ကလည်းစိတ်ဖအားအနောက်ရှက်မပြုဘဲငြိမ်သက်စွာလိုက်ပါလာလေ။စိတ်ဖသည်ထို့သို့စဉ်းစားရင်းလျှောက်လာရမှာတစုံတစ်ခုကိုရုတ်တရက်တရိယာ၍သွားသောကြောင့်ဟိအိုလန်ဇက်ဆရာစီကိုပြန်ပြီးသွားရအောင်ကွာ။ခုစောကစိတ်ဖသည်ပြန်၍လှည့်လေ။စိတ်ဖနှင့်အိုလန်တို့ပြန်၍လာသည်ကိုမြင်လျင်အငိမ့်ထောင်ဆရာကအာမိကြံခဲ့လို့လဲဆရာတို့ခုစီး၍မေးလေ။မိစရာတစ်ခုရှိလို့ပါ။ ုစိတ်ဘွားကပြောလိုက် ရာအငိမ့်ထောင်ဆရာကစိတ်ဘွားကိုခြေဆုံးခေါင်းဆုံးကြည့်လျက်ဆရာကြီးတို့ကအမင်းမြန်းထူလိုက်တာပြိဋ္ဌက်ကလားခုမေးလိုက်လေဒီမှာဆက်ဆရာအင်းစိန်ဆရာကြီးဆိုတာကြားဘူးတယ်မဟုတ်လားခုစိတ်ဘွားကမေးလိုက်ရင်အငိမ့်ထောင်ဆရာကတိတိတိတော်တိတိတိပါတယ်ခမရခုပြန်၍ဖြေလေခမရညီလေးမှာညစပယ်နဲ့ရင်းရင်းနှီးနှီးနေတဲ့အငိမ့်သမားကလေးများမရှိဘူးလားခုစိတ်ဘွားကမေးလိုက်လေရှိပါတယ်ငွေစပယ်ဆိုတဲ့လက်တော်မင်းသမီးကလေးကနေကတော့တပူတော်တွေပါပဲဆရာရဲ့ ဲ့ဒီငွေစပယ်ကိုခဏလောက်ခေါ်ပြီးစမ်းပါခုစိတ်ဘာကပြောသဖြင့်အရင်ထောင်ဆရာကငွေစပယ်ကိုခေါ်၍ပေးလေငွေစပယ်ဆိုတော့လက်တော့မင်းသမီးကလေးသည်စိတ်ဘာတို့ရှေ့၌ကြုံကြုံကလေးလာ၍ထိုင်လေဒီမှာမင်းကလေးမင်းနဲ့ညစပယ်ကတော်တော်ပဲရင်းနှီးကြတယ်မဟုတ်လားခုစိတ်ဘာကမေးလေဟုတ်ကဲ့ရှင်တော်တော်ရင်းနှီးပါတယ်ညီမရင်းလို့ပါပဲဒီလိုဆိုရင်ညစပယ်ရဲ့ကိုမှဆင်းမင်ယုံများထိုးရတာကိုတွေ့ဘူးပါသလားအေးမဟုတ်ပါဘူးရှင်ကာရာရီတော့သူ့ရဲ့ကြောပြင်မှာထိုးထားပါတယ် ဂါတာတော့ဂါတာပဲကျမလည်းမဖတ်တတ်ဘူးရှင်ဟောဒီလိုဟာမျိုးလားဖုဇောကစေဘွားဒီတေဆုံးသူဣထံမတွေ့ရသောလက်ဖွဲ့၌ပါရှိသည့်စာများကိုကိုထားသောစာရွက်အားထုတ်ပြလျင်ဝေစပယ်ကဟုတ်ပါရင်သိကိုဟုတ်ပါရင်ဟောဒီစလုံးလေးတွေပါပဲဟုတ်သွက်လက်စွာဖြေလေအဲ့ဒီဂါတာတွေအကြောင်းမင်းကမင်းမကြည့်ဘူးလားဝေစပယ်ရဲ့မကြည့်ရင်သူငငယ်ကလူကြီးတယောက်လာပြီးထုတ်ပြီးသွားတာဆိုရင်သူမိကလည်းအထုတ်ခံလိုက်ပါဆိုလို့အထုတ်ခံလိုက်ရတာတဲ့ တော့ပါပြီငွေစပဲကျေးဇူးတင်ပါတယ်ခုစောကစေဘွားနဲ့အိုလန်တို့သည်ဒေါ်အိမ်မပြန်ခဲ့ကြလေလမ်းလိုက်အိုလန်ကစေဘွားအားဘယ်လိုလဲဆရာစေဘွားရဲ့ခမရကဇက်ဆရာဘိုက်ရွှဲကိုခက်တီတီနဲ့ CND ကစုံတော့လို့လေလိုက်တယ်ပေါ့ခုပြောရစေဘွားကပြုံးလျက်မလိမ်ပါဘူးကွာသူ့ကိုငါက CND ကစုံတော့တယောက်ပါလို့မပြောရပါလားအင်းစင် CND ဆိုတာကြားဘူးတယ်မဟုတ်လားလို့မေးုံမေးလိုက်တာပါသူ့ရဲ့တာဝန်က ကြားဘူးရင်ကြားဘူးတယ်မကြားဘူးရင် မကြားဘူးကြောင်းပြောရုံပဲကွာ သူ့ဟာသူငါကို CNE ကစုံတော့ပါလို့ထင်သွားတာတော့လေငါလည်းမတက်နိုင်ဘူးကွာခုပြောလိုက်လေဟီဟုတ်ပါတယ်ဆရာစီဘက်က CNE ကစုံတော့ပါလို့တော့မပြောပါဘူးဒါပေမဲ့လေအင်းစိန် CNE ဆိုတာကြားဘူးသလားလို့မေးလိုက်ပုံကအမေခံရသူဖို့ဆရာစီဘက်ကို CNE စုံတော့တယောက်လို့ထင်မှုပဲရှိတော့တယ်မဟုတ်လားအေးအဲ့ဒါကိုရှေးကမြန်မာပညာရှိကြီးတွေကရေစစ်ဗမာစကားဆိုနည်းကိုအမှားအသားပြုခဲ့ကြတယ်။ဘုန်းတော်ကြီးတွေရဲ့ဒမကရိုင်းလို့ခေါ်တဲ့ရေစစ်ကိုအသုံးပြုတဲ့အခါမှာ ရေစစ်ပောက်ကိုပိတ်လိုက်ရသလိုတစ်ဖက်လူရဲ့စကားမဝင်နိုင်အောင်ပိတ်ပြီးပြောတဲ့နီးလေကွာငါတို့မြန်မာပညာရှိကြီးတွေက စကားပြောရမှာတော့ဘယ်လိုစကားမျိုးဆိုတာခွဲခြားထားခဲ့တယ်ကွာကျေးဇူးတင်ပါပဲအိုလန်ယာအိုလန်ဒီစိတ်ပွားဤစကားကိုသဘောကျလဲတပြုံပြုံနဲ့နားထောင်ရင်းလိုက်ပါခဲ့လေလန်တော်စင်တရင်စာတိုက်ရှိသောရောက်ရင်းစိတ်ပွားကတရင်စာတိုက်တွင်သို့ဝင်သွားသည်ဖြင့်အိုလန်လည်းဘုမသိဘာမသိလိုက်၍ဝင်ရလေ ေဘသည်တန်တော်စင်တရင်စာတိုက်တွင်ရှိငွေလက်ခံသောစေရီထံသို့သွားရောက်ကာငွေသုံးချပ်ကိုထုတ်၍ပေးပြလျင်ဟောဒီကြောင့်ကလေးနှက်ပြန်ပါခြင်းလေကွာဖုဇောကအောက်ပါစာများကိုရေးလေတော့ဤငါတို့မှာရင်သားရှိတယ်ကြောသားရင်သားမခွဲကျင်ဘူးအမြန်ဆုံးတွေ့ရအောင်လောကနဲ့ဒုစာကိုတွေ့ရင်ငွေလက်ခံသော စာရေးကစိတ်ဖွာအားမော၍ကြည့်ကဘာလဲဗျမနေ့ကလည်းဒီလိုကြောင့်မျိုးပဲတစုံလာသေးတယ်ဖုဆိုလေဤမနေ့ကကြောင်ညာလာတဲ့လူကိုမှတ်မိသလား ုစိတ်ဝါကစက္ကနဲ့မေးလိုက်လေဤကြောင်ရလာတဲ့တာကလမာကြီးခမရဦးလန်းကြီးငါတို့ထင်တာထက်တော့ပိုပြီးလဲတဲ့ကောင်တွေပဲကွာကောင်းတယ်ကောင်းတယ်ငါကလည်းအဲ့ဒါမျိုးမှကြိုက်တာဟေခုစောကစိတ်ဝါသည်တရံသာတိုင်တွင်မှထွက်၍လာခဲ့လေဤဦးလန်းလည်း၎င်းဤနောက်မှလိုက်ပါခဲ့လေသည်ဘယ်လိုလဲဆရာစိတ်ဘွားရဲ့သတင်းစာထဲမှာပါတဲ့ကြော်ညာနဲ့ကျွန်တော်တို့လိုက်နေတဲ့အမှုကဆက်ဆက်နေသလားခုအိုလန်ကမေးလိုက်ရင်စိတ်ဘွားသည်ဈေးပြင်းလေးအသစ်တလေးကိုမိငိပြင်းတော့ အနေငယ်ဖွာလိုက်ခါတိတ်ပြီးဆက်ဆက်နေတာကွာမြတ်စပယ်ကိုလူတစုဟာဖမ်းသွားကြပြီမြတ်စပယ်ရဲ့ကြောမှာထိုးထားတဲ့စာတွေဟာအရေးကြီးပြီးလျှို့ဝှက်တဲ့စာတွေပဲငါထင်တာတော့အဲ့ဒီစာဟာသူ့ကြည့်ဖတ်လို့ရတဲ့စာမျိုးမဟုတ်ပဲတခြားကစာတစ်စောင်နဲ့ဆက်ဆက်ပြီးဖတ်လို့ရတဲ့စာမျိုးဖြစ်ရမယ်ဟုတ်အာရပါရပြောလိုက်လေစိတ်ဝင်စားစရာပါပဲဗျာပြောစမ်းပါဦးငါအနေနဲ့အခုတွေးလို့ရတာကတော့ ညစပယ်နဲ့မြင်တွေ့လိုက်တွေ့ကြတဲ့အခါမှာညစပယ်ကိုလိုချင်တဲ့လူတစုကသူတို့နှစ်ယောက်စလုံးကိုဖမ်းသွားလိမ့်မယ်။ဟိုကြတော့တယောက်ချင်းစီခွဲပြီးချုပ်ထားလိမ့်မယ်။ဘာကြောင့်ခွဲပြီးချုပ်ထားမယ်ဆိုတော့ညစပယ်ရဲ့ကြုံမှာပါတဲ့စာတွေကိုကူးမှာကိုကွာ။ဒါကိုမြင်တွေ့ကသူ့ကိုချုပ်ထားတဲ့အခန်းကနေချောင်းကြည့်ကြည့်မယ်။ပြီးတော့သွားတဲ့စေဘူးအခွင့်ကိုရေးမှတ်ဖို့အတွက်အသုံးပြုပြီးညစပယ်ရဲ့ကြောကစာကိုချောင်းကြည့်ဘောက်ကနေကူးမယ်။ကူးပြီးလက်ဖွဲ့တရံလှုပ်လက်မောက်မှာချပြီးလွံ့မြောက်ထွက်ပြေးဖို့ကြိုးစားမယ်။ ဲ့ဒီခါမှာဖန်ထားတဲ့ကောင်တွေကတနက်နဲ့ပြစ်တက်လိုက်တာပဲဖြစ်ရမယ်ဦးလန်းသိကူဖြစ်နေတာပေါ့ဆရာစိတ်ခွားရဲ့အေးကျန်တဲ့ဝက်စာတစ်စုံဟာတစ်စုံတစ်ယောက်ရဲ့ရင်ဘက်မှာထိုးထားတာ ဖြစ်လိမ့်မယ်ဒါကြောင့်မကြည်သီးတို့လူစုကကြောသားရင်သားမခွဲခြားခြင်းရင်ဆက်တယ်ပါသူတို့ကကြောသားရပြီလို့သတင်းစာမှာကြော်ညာတာကိုကွာဟုတ်ပြီဆရာသဘောပေါက်ပြီကျွန်တော်တို့မှလည်းမြတ်စပယ်ရဲ့ကြောသားကဝက်စာကိုရနိုင်မှာပဲအဲ့ဒါဘာဖြစ်လို့ဆရာစိတ်ဖွားရေးတဲ့ကြော်ညာမှာရင်သားကစာရှိတယ်လို့ထည့်ရတာလဲ မင်းကလည်းတော်တော်ဒုံးဝေးတဲ့ကောင်ပဲငါတို့စီမရင်သားကဝက်စားရှိတယ်ဆိုမှကြောသားရထားတဲ့မကြီးကြီးတို့လူစုကဆက်တယ်မှာပေါ့ကွာဟုတ်ကြီးဆရာစိတ်ွားကြီးစိတ်ွားနဲ့အိုလန်တို့ဒီအင်ဂျန်ကုန်းတို့ပြန်လာပြီးနောက်ဇေယဘော်နဲ့ထိုင်ကစိတ်ွားကဝက်စားစာရွက်ကိုထုတ်လျက်အလွတ်ရသည်အထိကျမပြည်လျင်စာရွက်ကိုမီးရှို့ပစ်လိုက်လေဒုံးနေ့ညနေ၌စိတ်ွားနဲ့အိုလန်တို့ဒီထမင်းဆိုင်မှထမင်းတုံများကိုဝယ်ယူစားတော့ပြီးနောက်ဦးနေသည့်အုတ်ကူဘော်နဲ့ထိုင်က ညစပယ်ခုလက်မောင်း၌စေတူထားသည့်တရားသမားမောင်မြင်တွေအသက်ခံရမှုနှင့်ပတ်သက်၍ပြောဆိုနေကြစဉ်၎င်းတို့ဤသို့မော်တော်ကားတစ်စီးရောက်လာပြီလျှင်ကားပေါ်မှလူသုံးယောက်ဆင်း၍လာလေ၏ခုလူတို့မှယဉ်သားရှိတယ်ဆိုလို့လာခဲ့တာပါပဲခုလူသုံးယောက်နဲ့မှတယောက်သောသူကပြောလေ၏ယဉ်သားလူချင်းရင်ကြောသားပြီပေါ့ဒါမှကြောသားယဉ်သားမခွဲကြပဲဖြစ်မှာပေါ့ ခုစိတ်ဝါကစေပင်လေးတောက်ပင်မပြတ်ပဲခတ်ဒီဒီနဲ့ပြန်၍ပြောလိုက်လေ။ကားပေါ်မှာစင်နာသူများကစိတ်ဝါနဲ့အိုလန်ဒိုအားဝိုင်း၍ထားကြလေ။ကြီးကြီးသားသားနဲ့လိုက်မလား။အသားနာပြီးမှလိုက်မလား။သတင်းစာတိုက်ရှိမှငါတို့လူတွေချထားတယ်။ကိုလူတို့ကြောင်ညာဝင်ပြီးထဲ့တာကိုတွေ့တယ်။ဒီတော့အေးအေးဆေးဆေးလိုက်ခဲ့ပါ။ခုထော်လူကပြောပြန်၏။တယ်လေဒုံဝဲတဲ့လူတွေပဲလူစိုးလူမိုက်လုပ်ပြီးဒါတော့ဒုံဝဲရင်မကြဘူး။ ဟုတ်မှာကျုပ်တို့တူးထားတဲ့တွင်းတွေတဲကိုရောက်ကုန်လိမ့်မယ်ရေဖို့ကောင်းတဲ့လူတွေပဲကို့လူတို့လို့အုပ်စုကြီးကြီးမားမားရှိတဲ့လူတွေကိုပမာမခန့်ဝင်ပြီးရှင်တဲ့လူဟာဒီလောက်ညံ့ပါမလားစဉ်းစားလိုက်ကြည့်ပါဦးအသက်ကိုအန္တရာယ်ပေးကြလိမ့်မယ်အုပ်စုနဲ့လာပြီးအကြက်ခံရလိမ့်မယ်ဆိုတာကြိုပြီးစဉ်းစားပြီးသားပါမကြီးသေးတပြည့်တို့ရဲ့ဟုတ်စိတ်ဝါကဒါဟာဟာရေမောလိုက်လေစိတ်ဝါကရေနိုင်တော်လဲအိုလံမမှုမရေနိုင်ပဲရှိလေဤ လူသောများအားကြီးကံတောင်းပေါက်ကြည့်၍နေလေ၏နောက်ဆုံး၌မကြီးသည့်ဤတပည့်ကတနတ်ဆွဲထုတ်လိုက်လျာစိတ်ဖားသည်အိုလံအားအုတ်ကပေါ်မှတွန်းချလိုက်တဲ့ကဲ့သို့မိမိကိုယ်တိုင်လည်းအောက်သို့လှင့်၍ချလိုက်လေ၏ထို့ကြောင့်၌တနတ်တန်တိုင်းကနေပေါ်ထွက်လာသည်ဖြင့်အိုလံကကြည့်လိုက်ရာမိမိတို့လဲကြသည့်ဘက်မှတစုံတယောက်သောသူကထား၍ပြေချောင်းတွေ့လေ၏ဆရာစုဝဝင့်နေခုတနတ်သမားကပြော၍ပြစ်လိုက်ပြန်ရာတစ်ဖက်မှာလည်းပြန်လဲ၍ပြစ်ခတ်လေ၏ လုံးလေးချင်းများတစ်ဖက်ကိုတစ်ဖက်ပြစ်ခတ်ပြစ်လင်မကြီးသည့်ဤတပြည်များသည်လာလန်းတိုင်းဆုပ်ပြေး၍ကဘော်တို့တက်ကားမောင်းထွက်သွားကြလေတော့၏။ဩလန်သည်မြေကြီးပေါ်၌ပါကိုကက်လျက်ပြပြဝင့်နေရာမှတနတ်သမ ्या ဆဲသွားလင်ဇာသိဝသည်ငါလိုဝင့်နေမှာပဲဟုထင်မှတ်၍စိတ်ဖွာအားကြည့်လိုက်ရာအုပ်ကူကိုမှီလျက်ဈေးပြင်းလေးကိုခဲကအကြောင်းကြမဲ့စွာဖြင့်ထိုင်နေသောစိတ်ဖွာကိုတွေ့ရလင်ဩလန်သည်အံ့ဩ၍သွားလေ၏။အုံမလေးဗျာကျုပ်ကတော့မှန်ကုန်ရော့မှတ်တာ။ ဆရာစီဘွားကပြင်အီစီစီပါပဲလားဒါနဲ့နေအောင်ဆရာစီဘွားရဲ့ဟောဒီဘက်ကတရားတနက်နဲ့လှန့်ပြစ်ပေးတယ်မဟုတ်လားသူကပဲသူလဲခုအိုလန်ကမေးလိုက်လေတော်ကြိမ်လူတရားသည်စိတ်ဘွားနဲ့အိုလန်တို့ဤအနည်းတို့ရောက်လာပြီလင်ဆရာစီဘွားစာခုစောကစာတောင်ပေးလေအိုလန်လည်းစိတ်ဘွားစာဖတ်နိုင်ရန်အတွက်မိကြီးကိုချွေချွေပြရာအောက်ပါတိုင်းတွေ့ရလေဟုတ်ကဲ့ဒီနေရာမှာရေးထားတဲ့စာတွေပေါ့နော်အဲကျွန်တော်စာဖတ် အဲစာအုပ်ကိုကြည့်ပြီးစာဖတ်တယ်လို့ဆိုရင်တော့တွေ့ရမှာပေါ့လေအခုအားကြတော့ကျွန်တော်တို့ကဒီ audio book ကိုဖတ်ပြတာဖြစ်တဲ့အတွက်အဲနားဆင်တဲ့လူတွေကိုကျွန်တော်ဘယ်လိုပြောပြမှမသိဘူးပေါ့နော်အဲစာတွေကအဲ့လိုဟိုစကားဝတ်တွေပဲနေမှာပေါ့နော်အဲ့လိုပဲပြောပြရစီခင်ဗျာကဲလေရက်ပေါ်သွားရအောင်ဟုတ်စိတ်ဘွားကထိုသူကိုပါခေါ်၍၎င်းတို့ဤတင်ញံစရာစီတို့ခေါ်သားကဤနန်းစီမိခွက်ကိုထွန်း၍လေးတောင်တန်လေးများပါသည့်စာရွက်ကိုထပ်မံကြည့်ရှုပြီးလျှင်အတိတ်ပဲပါပါတစ်ချက်ပြုံးလိုက်လေ Ha 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 ha. သစ်တာဆိုတဲ့ကောင်ထောင်ထဲမှာအင်္ဂလိပ်စာတွေဘာတွေသင်နေပြီကိုကောင်းတယ်ကောင်းတယ်ခုစေဘွားကပြောလိုက်ရင်အိုလန်ကအတိတ်ပဲနားမလဲသဖြင့်ဆရာစေဘွားကဘာလို့ရေးထားတာလဲကျွန်တော်ကလည်းပြောပါဦးဟုတ်ကလေးတယောက်ကတော့ပူစားလေအင်္ဂလိပ်လိုရေးလိုက်တာကွာ clever man saw good but they are not the best mr boss လူတော်တွေဟာလူကောင်းတွေပါပဲဒါပေမဲ့အကောင်းဆုံးလူတော်မဆိုနိုင်ဘူးတဲ့ ဒါကြောင့်ဒီလူကိုလည်းအကောင်းဆုံးလူဖြစ်အောင်လုပ်ပေးဖို့ငါစီလွှတ်လိုက်တယ်လို့ဆိုလိုတာပေါ့ကွာမစ္စတာဘော့ဆိုတာကဘယ်သူလဲဆရာစိတ်ဖွာတိတ္တာဆိုတဲ့ကောင်ပေါ့ကွာမမင်းပြူဆိုတဲ့အငိမ့်မင်းသမီးကလေးကိုကူညီရင်းလူသက်မှုဖြစ်သွားတဲ့ကောင်ပေါ့ခုစိတ်ဖွာကရှင်းပြလေဤထို့နောက်စိတ်ဖွာသည်စာယူလာသူအားခြေဆုံးကောင်းဆုံးကြည့်လိုက်ပြီလင်မင်းနံမီခုမေးလိုက်လေဤငလို့တိတ္တာကမင်းကိုလူကောင်းပါလို့ထောက်ခံထားတယ်အခုမင်းကဘယ်ကလာတာလဲထောင်ထဲကပါ အမှုကဓမြမှုပါဟာဆရာစိဘွားဆရာရဲ့တိတ္တဆိုတဲ့လူကဘယ်လိုလဲသူကလူကောင်းပါလို့ထောက်ခံထားတဲ့လူကလည်းဓမြထောင်တွဲဓမြကိုတော့လူကောင်းလို့ဆိုတော့ဘယ်လိုလူကောင်းမှလူဆိုးလို့ပြောကြမှာလဲခုအိုလန်ကအထူးဆန်းပြက်ကဝင်၍ပြောလိုက်လေသူတို့လောကမှာဓမြကိုလည်းလူဆိုးမခေါ်ဘူးတခိုးကိုလည်းလူဆိုးမခေါ်ဘူးအချင်းချင်းတစ္ဆာဖောက်တဲ့လူတတ္တိမရှိတဲ့လူကောင်းမှလူဆိုးလို့ခေါ်တာခုစိတ်ဘွားကရှင်းပြလိုက်လေနေစမ်းမအောင်ဆရာစိတ်ဘွား သူရေးထားတဲ့လေးတောင်ကလေးတွေကိုကြည်စမ်းဘာသာရေးလို့အထိပ်ပဲပေါ်လာတော့အန်အိုးစရာပဲခင်ဗျာခုအိုလန်ကပြန်ပြော၏ဒီလိုကွာဝက်စာပုံစံကိုကြည့်ရင်သိတာပါတယ်ကွာဒီပုံစံများဟာမြန်မာလိုဝက်ဖို့မလွယ်ဘူးဒီတော့အင်္ဂလိပ်လိုဝက်မှာပဲဆိုတာသိထားတယ်တခါအင်္ဂလိပ်စာမားကအများဆုံးအသုံးပြုတဲ့စလုံးဟာ e စလုံးဖြစ်တယ်အနည်းဆုံးက z ဖြစ်တယ် e စလုံးဟာ z စလုံးထက်အကျိန်200လောက်ပိုပြီးအရေးများပြီး j စလုံးထက်အကျိန်100လောက်ပိုတယ် ဒုတိယအသုံးများဆုံးစလုံးဟာ S ဖြစ်တယ်ကွာတတိယအများဆုံးက O စလုံးပဲ O ဟာစီထက်၃ဆလောက်ပိုပြီးအသုံးများတယ်လို့ဘာသာဗေဒနဲ့ပတ်သက်တဲ့ပညာရှင်တွေကဆိုထားတယ်ဒီအချက်ကိုအခြေခံပြီးစင်တူအများဆုံးစလုံးကိုဤစလုံးဖြစ်ထားပြီးစဉ်းစားလိုက်တော့သူရေးထားတဲ့ဝက်စာရင်းနှီးဟာဟောဒီလိုဖြစ်တယ်လို့ခံမှန်းလိုက်တယ်ခုစောကဝက်စာဤတော့ချက်ကိုအောက်ပါတိုင်းရေးပြလေအဲဒီနေရာမှာလဲဝက်စာတွေရေးထားတာက အများကြီးပဲပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်ကြော်လိုက်ပါမယ်ခင်ဗျာအထက်ဘာတိုင်းရေးပြပြည်လျင် A ကို J အခုလို့ရေးမယ် B ကို U အခုလို့ရေးမယ် C ကို L အခုလို့ပေါ့ကွာ ABC ဆိုရင် JUL ဒီလိုပေါ့ကွာဟောဒီဝက်စာမှာဥပုံစံကလေးတွေဟာရှိကျင်အောင်တွေ့ရတယ်အများဆုံးသုံးထားတာပဲအဲ့ဒါကအစ္စလုံပေါ်ဆရာစေဖွားရဲ့ဟိုအိုလန်ကပြောလိုက်ရာစေဖွားက မင်းသိပြီဒုံမွေးတော်ဘူးဟာဟုစကားတဟာဟာရေမောလိုက်လေတော့နောက်တစ်တာလွတ်လပ်သည့်တဏ္ဍာမငနုဘတ်တို့လက်ကဘယ်လိုလဲကွာဆိုစမ်းပါဦးဟုစိတ်ဝါကမေ့လျင်တဏ္ဍာမငနုဆိုသူသည်စကားကိုမပြောသေးပဲလက်ဝါကိုပွတ်လိုက်လေ Professor စိတ်ဝါစီမှာပညာစည်းပူးဖို့ဆရာကိုတို့တာကညွှန်လိုက်ပါတယ်ကျွန်တော်အပြင်ကိုရောက်နေတာသုံးရက်ရှိပါပြီဆရာတို့နောက်ကိုနောက်ရောင်ခံပြီးလိုက်နေခဲ့ပါတယ်မနေ့ကတော့ဆရာတို့လည်းသတင်းစာတိုက်ထဲကထွက်သွားရော မင်းကလည်းဘူစီပေါင်းရောင်းတဲ့လူရောင်ဆောင်ပြီးနေရာကကလေးတွေကိုဘူစီပေါင်းတွေအလကားဝေပေးပြီးငါတို့နောက်ကိုလိုက်မလို့အလုံးပါမင်းရှိကပေါင်းမီနဲ့လူနှစ်ယောက်ကငါတို့ကိုလိုက်ပြီးချောင်းနေတာတွေ့ရဆိုပါတော့ကွာခုစိတ်ဝါကဆက်ရပြောလိုက်ရာငနိုးဒီအန်ဩစွာဖြင့်လဝါကိုပွတ်လိုက်ပြီးနောက်ပရိုဖက်ဆာကြီးကအကုန်လုံးသိနေတာကိုခုအာရဝန္တာပြောလိုက်လေဆရာစိတ်ဝါရေတဲလေးလင်ပါလားဗျာခုအိုလန်ကဝင်၍ပြောလိုက်လေဟုတ်ကအုပ်ကွယ်မှာညနေခင်းကမင်းရောက်နေတာငါသိတယ်ကွာ ဒါကြောင့်ငါတို့နှစ်ယောက်ဟိုခွေးကောင်တွေဝိုင်းမိထားတဲ့အခါမှာမင်းကဝင်ပြေးတက်ခိုက်လိုက်မယ်ဆိုတာလေငါကကြိုပြီးတွတ်ထားပြီးသားပါငနို့မင်းဟာထောင်ထွက်တယောက်ဆိုတာမင်းရဲ့ခြေချင်းဝက်ကတန်ခြေချင်းစာမိလို့အတ္တမာတက်နေတာကိုမြင်ကလေးကငါသိပါတယ်ငါတို့ပြိမ့်မိနေတာကိုမင်းကဝင်ကူလိုက်မယ်အဲ့ဒီမှာမင်းကမင်းအီရှင်ကိုပြရမှာမဟုတ်လားငနို့ဒီလက်ဝါးကိုပွက်လိုက်ပြီးနောက်ဟုတ်ပါတယ်ပရိုဖက်ဆာစေဖွာဒီလိုကွာငါတို့ဟာလောလောဆယ်မှာအင်မတန်အုပ်စုကောင်းပြီးတန်ရဲဖြဲရဲတဲ့အဖွဲနှစ်ဖွဲနဲ့ရင်ဆိုင်ဖို့ရှိတယ် ဒီတော့ငါရဲ့ဟောရီအိုလန်ဆိုတဲ့ကောင်ရဲ့မင်းရဲ့တို့ရောက်ထဲနေတော့ဘယ်နည်းနဲ့မှမအောင်မြင်နိုင်ဘူးလူတွေလို့တဲ့မင်းရဲ့မိတ်ဆွေကြီးတစ်တာစီကိုသွားပြီးအကျိုးကြောင့်ပြောပြစမ်းပါကွာတဏ္ဍာမငန်တို့ဒီလက်ဝါးနှစ်ဘက်ကိုပွတ်လိုက်ပြီးနောက်သူကထောင်ထဲမှာပဲကျုပ်ကဘယ်လိုလုပ်ပြီးပြောရမှာလဲခုပြန်၍မေးလိုက်လေဒါတွေထားလိုက်စမ်းပါကွာအိုလန်ကြီးဟောရီကအဖွဲ့ဝင်လူတယောက်တိုးတဲ့အထိတ်မှအဖြစ်လက်ဖက်ကြီးလေးတော့ရအောင်ခုစိတ်ဘွားကကြွလိုက်ရင်အိုလန်က ဟုတ်ကဲ့ဆရာခုစောကအိုလန်သည်နုစီကွက်နှလုံးကန်၍ထွက်သွားလေတအောင်ကြလျင်နုစီကွက်တွင်အငွေတထောင်ထောင်ထားလျက်ရှိသောလက်ဖက်ရည်နှင့်အတူနံမြပါဝယ်ယူလျက်အိုလန်ပြန်၍ရောက်လာလျင်စိတ်ဖွာကရောရောပါပါစားကြကွာခုစောကနံမြနှင့်လက်ဖက်ရည်ကိုညလဲစာဖြင့်စားတော့ရင်ငနုရောက်ရှိလာခြင်းအခမ်းအနားကိုဖွင့်လှစ်လိုက်လေငနုသည်နုစီကွက်ဖြင့်လက်ဖက်ရည်ကိုယူ၍မော်လိုက်စင်၌ဟေ့မလှုံနဲ့လက်မြောက်ခါကြ ဟူသောတန်နှင့်တူဗလိများသည်စိတ်ပွားတို့အားတနတ်ဖြင့်ချိန်၍ဝိုင်းထားလိုက်လေ၏ငနုသည်နှုတ်စီဘက်ကိုလွှတ်ချ၍လွယ်ရွတွင်မှတနတ်ကိုလင်းမြန်စွာဆန်းလိုက်တော်လဲတနတ်ကိုမတွေ့သဖြင့်ဦးကြောင်ကြောင်ဖြစ်၍သွားလေ၏တနတ်ရှားမနေနဲ့ငနုဟုဆိုကားစိတ်ပွားသည်ငနု၏အိတ်တွင်မှမြည်သည့်ချိန်ကနှက်ယူထားခဲ့သည်မသိသော၆လုံးပြုတ်ကိုခါးကြမှဆွတ်တို့ပြည်လင်ဟိုလံအားပေးလိုက်လေ၏ဟိုလံကလည်း၆လုံးပြုတ်ကိုယူကပလိမြလက်သို့အနှံလိုက်လေ၏သောသောကကြားတဲ့တနတ်တန်ဟာသူပါပဲ သူ့နာမည်ငနုလို့ခေါ်တယ်ထောင်ပြေးတယောက်ခုအိုလန်က ပြောလိုက်လေငနုသည်လက်ဝါးနှစ်ဖက်ကိုပုတ်လိုက်ပြီးနောက်ကြံသောနှုတ်စည်းခွက်တွင်မှလက်ဖက်ရည်ကိုမောချလိုက်ပြီးလင်ကဲကျွန်တော်သွားမယ်ခုနှုတ်ဆက်ကပလိများအလက်ထိတ်ခန့်ရန်လက်များကိုဆန်တန်းပေးလိုက်လေတော့ဤပလိများသည်ငနုအလက်ထိတ်ခတ်ပြီးနောက်အခုလိုအစိုးရကိုအကူအညီပေးတာကျေးဇူးတင်ပါတယ်သူ့ဘရသာကြီးရသားတဲ့ကဆိုရကိုအကူအညီပေးတဲ့လူကိုနှစ်စင်နှစ်တိုင်းဘယင်ခံရဲ့ဒါဘာပွဲမှာအကျင့်စာရိတ္တကောင်းဝင်ကြောင်းဆုလက်မှတ်ချီးမြှင့်တတ်ပါတယ် အခုလိုထောင်ပြတရားခံတယောက်ကိုသတင်းပေးတိုင်ကြားတဲ့အတွက်သူ့ဘာယာသာကြီးလည်းဆုလမတ်ရအောင်ကျွတို့ကထောက်ခံစာရေးလိုက်ပါမယ်။ဟုဆိုကထွက်သွားကြလေ။မင်းသိပြီဒုံမွေးတော်ဘူးအိုလန်။အကောင်ပြရင် အကောင်ထင်တတ်လာပြီ။ဟုကြီးမွန်းလိုက်လေ။ငနုကတော့ဆရာစိတ်ဘွားကိုအခဲမကြီးဖြစ်သွားမှာပဲနော်။မဖြစ်ပါဘူးကွာ။သူ့ကိုကိစ္စရှိလို့ထောင်ထဲကိုလွှတ်လိုက်တာဆိုတာသူလည်းတည်သွားပါပြီ။ကျွန်တော်တို့ကကျွန်တော်တို့ကိစ္စနဲ့ငနုကိုထောင်ထဲပြန်လွှတ်တာကိုပလိတ်တွေကသိပြီးသဘောကျနေတယ်။ ဘရင်ကံရဲ့ဆုလက်မှတ်တောင်ရအောင်ထောက်ခံပေးဦးမယ်ဆိုပဲတော်တော်ကိုဒုံဝေးတဲ့ကောင်တွေပဲပလိတ်တွေဟာမင်းပြောသလိုတော်တော်ကိုဒုံဝေးတဲ့ကောင်တွေပဲကွာဒါပေမဲ့အဲ့ဒီထဲမှာစာပြင်းနှင်းမောင်းတော့မပါဘူးကွာဒီလူကတော့ရှာမရှာလောက်အောင်တော်တဲ့လူပဲမင်းလည်းသတင်းနားဆွင့်ထားစာပြင်းနှင်းမောင်းရန်ကုန်ပြန်ရောက်ပြီဆိုရင်ငါ့ကိုပြောဗာလဲဆရာတခါတော့ကကျွန်တော်တို့သွားပြီးစားတဲ့ဟိုတယ်ကိုခေါ်ပြီးအဲ့ခံမလို့လားမဟုတ်ပါဘူးကွာတတ်မလို့ပါဗျာတတ်မလို့ဟုတ်လားဟုတ်တယ်အိုလန် မတရားမှုတွေကိုဖြေရှင်းတဲ့နေရာမှာငါတို့ဟာမလွဲသားမရှောင်သားလူသားမှုကိုကျူးလွန်ခြင်းကျူးလွန်ကြရလိမ့်မယ်။ဒီတော့စာပလင်းနှမောင်ကိုတထားမှာပေါ့ကွာ။နှုတ်မို့ဆိုရင်စာပလင်းနှမောင်ကငါတို့ကိုကြိုးစင်ပို့လိမ့်မယ်။စိတ်ဖွာဤစကားဆုံးဒီနေ့တပြိုင်နက်ဟိုလန်ဒီကောင်းကိုတပြင်းပြင်းနဲ့ကုတ်၍နေလေတော့ဤ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာဆရာကြီးမင်းသိန်းခအီ။ စာပြင်းနေမောင်နဲ့ Professor Dr. စိတ်ဖွားဆိုတဲ့ဝိတုဇာဟုကိုအပိုင်းချောင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းခုနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးခြင်းလုံခြုံကြပါစေကျွန်တော်ပုံမြတ်ထင်ပါခင်ဗျာ